တော့ဒီအိမ်မညို့သိနေရပဲစာချုပ်ဘာမှချုပ်ဆက်ကြဘာမှရှိဘူးတို့ကထွက်ပြေးမှလည်းမဟုတ်ဘူးစက်ခင်းနေတာဟိုအဲ့လောက်နေတာဟိုတိုးတိုးချိစားတာမဟုတ်အဲ့လက်မမလို့ညနေ3 30ရက်နေညနေကြလာခဲ့9နာရီထိုးဟုတ်တယ်မဟုတ်လားဟုတ်သူတို့ကမပြေတော့မလားခိုက်လိုက်ဝယ်ထားရမလားဝယ်ထားဆိုကပြင်ထိုးပစ်လိုက်မယ်ဟုတ်တယ်ဇာရှုပ်တော့ထိုးမပေးနိုင်ဝါအဲ့ဒီတော့လည်းအားရရပေးပါမယ်ဆိုညနေကျ9:00နာရီက9:00နာရီကိုကြလာခဲ့။ငိုချောင်းယူရတော့ငါသိမဲ့လည်းအတိအကျပြောလိုက်။ င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Reaction Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူနောက်ရှင်းပေးတယ်လို့ဖြစ်သွားလားမရပါနဲ့ခင်ဗျစပြီးသွားရည်လားစပြီးခေါင်းဝင်းထွေးတော့အိမ်ပေါ့နော်ဟုတ်ကြီးကြီးရဲ့သမီးမအေးမြင့်မအေးမြင့်ကမလေးရှားမှာဟုတ်လားဟုတ်ခုနကတီတီကိုပြောလာမသိဘူး သူဟိုဟာလေးမိတ်ကပ်ပစ္စည်းတွေဝယ်ထားတယ်ဆိုတာလေးလေပြောရပြောရဩအော်ညီမလေးကမိသားစုဝင်လားဟုတ်ဩအမလားဩအကြီးဆုံးဟုတ်အလတ်ဩအလတ်အဲ့လေသူမိတ်ကပ်ပစ္စည်းလေးတွေဝယ်ထားတာလေအဲအဲ့ဒီနှစ်သိန်းဘူးပေါ့နော်အဲနှစ်သိန်းဘူးတမျိုးတည်းကဒါအမှတ်တမ်းလေးယူထားတာပေါ့နော်တသိန်းနဲ့တကွာပေါ့နော်အဲဟိုဟာဟိုညီမလေးကိုမလေးရှားညီမလေးကိုပြလို့ရအောင်လို့လေအဲ့ဒါ तू က အမေကိုတော့ရှားတော့ရှားခိုင်းတာတဲ့ဒါပေမဲ့အမေကလောလောဆယ်အဆင်မပြေသေးလို့လို့ပြောလို့တဲ့အဲ့ဒါသမီးကိုဒီလဲလောလောဆယ်ကပစ္စည်းတွေကကြတော့လေအဲဈေးတွေတက်နေတာတကြောင်သူ့ကိုဆိုလို့ရှိရင်အရင်ဈေးနဲ့ပဲပေးထားတာပေါ့နော်အရင်ဈေးနဲ့ပေးထားတဲ့အပြင်ကိုပစ္စည်းကလည်းမလေးရှားကိုရောက်သွားပြီကြည်ကြည်ရဲ့မလေးရှားကိုရောက်သွားပြီဆိုတော့ကြတော့အဲသမီးကိုဒီကအဲသူ့ကိုတောင်းမဟာတော့ကို तू ကလည်းလာစာမထုတ်သေးဘူးဆိုတော့လေဟုတ်ဟုတ် तू ကလည်းလာစာမထုတ်သေးဘူးဆိုတော့အဲ့ဒါ ကြည်ကြည်အနေနဲ့ပေးဖို့အဆင်ပြေပါလို့အင်းသူကအမေစီကိုသွားကြည့်လိုက်ပါအောင်ဆိုလို့မလို့တမျိုးတွေလိုက်လာခဲ့လိုက်တာဘလို့စင်တော့နေဦးမှုဒီဒီလာဒီလာကုန်းဒီလာကုန်းတော့ကြာတော့ဒီလာကုန်းတော့ဟုတ်ဒီလာကုန်းတော့ကြပေးမယ်ဒီလာကုန်းဆိုအခုက25ရက်နေဆိုတော့9ရက်လောက်တော့စောင့်အောင်ပါပေါ့နော်ကြည်ကြည်အဲ့လေဒီလိုလေးရောရှိတယ်တမျိုးတရားလေးဟိုစိုက်သူများစီရနဲ့ချီးပြီးတော့မှလေစိုက်ပေးလိုက်ရတော့တာဆိုတော့လေဒီလာကုန်းအထီးဆိုလို့ရှိရင်ကြည်ကြည်ဒီ9ရက်တော့တွင်ပေါ့နော် အင်ငါရဲ့အတော်အတွက်မှာကြီးကြီးသမီးတို့အတိုးလေးတော့ကြာသွားမှာဟုတ်တော့ပြောတော့ဘယ်လိုပြောရဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ပစ္စည်းအလေးအရင်ဈေးနဲ့အခုဈေးနဲ့လည်းမတူတာတကြောင်ရဲ့အရင်အရင်က9000ဆိုတဲ့ဟာတွေကအခုက8000 8000အဲ့လိုမျိုးတွေဖြစ်ကုန်တော့တာလူမျိုးစားသမီးတို့ဒီမှာနောက်ထပ်ရင်းမှုအတွက်ပတ်စံကကြတော့မရှိတော့တာဖြစ်တဲ့အတွက်သူများစီရနေသမီးတို့ကလည်းတဆင်ဆွဲလိုက်ရတာဆိုတော့ကြတော့တကယ်လို့ကြီးကြီးကလာကုန်မှာဆိုလို့ရှိရင်သမီးတို့ကအဝါမှာပဲရတော့မှာ ။အဲ့လေជីជីကိုအတိုးနဲ့တောင်းမှာပဲရတော့မှာ။အတိုးက9ရက်နဲ့ပြောက်ပြရမှာ။9ရက်ထဲနဲ့တစ်လစာပေးရမှာပေါ့အန်ဒီရဲ့။ဟုတ်တယ်ဆိုနှစ်တောင်း။ဟုတ်တယ်ជីជី။အဲ့လိုနှစ်တောင်းကြီးတယ်ပိဆိုင်မှုလေး9ရက်ထဲနဲ့တော့အဲ့ဒါဆိုရင်ជីជីတစ်တောင်းလောက်ရောအဆင်ပြေလား။လောက်ဝယ်စာပေါ့ជីជីဘောပတိပဲမျှပါတယ်။ဟုတ်ပကြီးလက်မြန်မာနဲ့ကြည့်ကြဒီဘက်ကိုလှည့်ပါအောင်ဟုတ်တယ်ကိုကဘာလို့ဆိုတော့ဩ အဲ့လိုရယ်မပေးနိုင်ဘူးလေလင်ကားရယ်ဆိုတော့အဲ့ဒါကြီးကြီးတမိကိုတွေတယ်အဲ့ဒါနာကိုကကိုချီကိုကအဲ့ကိုချီပေးရမှာကိုလောက်ကောင်မချီရမှာအန်ဒီကအတိုးကြသေးတယ်ငါတော့တော့ထားလိုက်လေငါတော့အာအန်ဒီကပြန်ပြီးအတိုးနဲ့ချီပေးရမှာတမိတို့ကိုလေအဲ့ချင်းချင်းမှာချီပေးပါလေဘာလို့ကူတက်လောလောဆယ်ကြတော့ဟိုတော့ဟောစကားဖြစ်သွားလေတလားဒီမှာဒီမှာအန်ဒီကတမိကိုချီပေးလိုက်မှာချီပေးပြီဆိုမှအန်ဒီကတခါတိုးပြန်ပြီးတော့ပေးရအောင်ပါလေဩတမိတို့လည်းလေအဲ့ဒါ သမီးတို့လည်းသမီးတို့ခံရတာသမီးတို့ပဲသိတယ်ပေါ့နော်သမီးကကြတော့ဘောက်ချဖြတ်ပြီးဆိုလို့ရှင်ဟိုဘက်ကငွေလွှဲဝင်มาပဲပစ္စည်းပို့ပေးရဒါပေမဲ့ तू ကကြတော့တနေသေးသားလက်တနေသေးသားချင်းဆိုတော့ကြတော့ဟိုအဲ့လောက်ကြီးလဲပြောရဆိုတာမခက်တော့ပါဘူး तू လည်းတကယ်ပြောရဆိုတာမခက်ပါဘူး तू က तू ကလာစားမထွက်သေးလို့ ဒါသာမထွက်သေးလို့ပြီးကဟာကြာအင်းဘာဘာအင်မရှင်ဆိုတော့ဘာဆိုအောင်သွားပေးရလို့မေးတဲ့ဟုတ်အခုရှာပေးပြီးအခုနှစ်သိန်းပေးလိုက်နိုင်မယ်ဆိုရင်တော့သမီးတို့အတိုးမတောင်းဘူးပေါ့နော်အခု9ရက်ဆိုတော့တပတ်နင်းနီးဖြစ်သွားတာဆိုတော့ကြာတော့အတိုးလေးတော့ပေးရမှာအဲကြောင့်9000ပေးမယ်လို့အန်ဒီတို့ကပြန်တိုးနဲ့ချီးပြရမှာလေကိုသားသမီးအတွက်ဆိုတော့ချီးပြရမှာလေဟုတ်ဆိုတော့ကိုလိုဆိုတော့မသားစားမပေးဘူးလို့အလှပြင်မဲ့စီဘုလိုမလားကိုစံဖို့မဟုတ်ဘူးအခုသားသမီးမလို့ပေးရမှာလေပြန်ပြီးချီးပြီးတော့ဟုတ်ဟာ အဲ့ဆိုရင်တမီးကို9000နဲ့ပဲဖြတ်လိုက်မယ်ပေါ့အေး9000တော့ပြိနော်အန်ဒီတရင်ကို1000လုံးလေအဲ့ဟောအဲ့ဆိုတမီးလေစာချုပ်ကလေးတော့ချုပ်ထားကြမယ်အာဒီဟာတော့စာချုပ်ချုပ်ချုပ်ငါရဲ့တလားပါပေးပါမစို့စာချုပ်ချုပ်တော့ခမညာအေးအဲ့လိုကမလို့ရှိဘူးအဲသမီးစာချုပ်လည်းဖတ်ပြမယ်လေစာချုပ်လည်းဖတ်ပြမယ်ဟုတ်တယ်လင်ကားရဲ့ထဲနဲ့တော့ဒီအိမ်မှာညို့သိနေရပဲစာချုပ်ဘာမှချုပ်ဆက်ကြဘာမှရှိဘူးတို့ကထွက်ပြေးမှလည်းမဟုတ်ဘူးစက္ကင်းလားဟိုအလောက်နဲ့ဟိုတိုးတဲ့ချိစားတာမဟုတ်အတိုးချိစားမဟုတ်ဆိုမဟုတ်ဘူးလေကြီးကြီးတယောက်နဲ့တယောက်ယုံကြည်မှုရှိအောင်အဲယုံကြည်မှုရှိအောင်လို့တို့အဲ့ ဘာလုံးတလားပြင်းနေကိုညနေဆိုညနေ9နာရီလောက်ဆိုလာခဲ့30နာရီညနေ9နာရီအေးဒါမဲ့တမီးอ่ะဒါမဲ့မဟုတ်ဘူးအခုကအခုကကြတော့ငါလည်းငါလည်းဘာလို့မစားချုပ်ချုပ်ရလဲမဟုတ်အခုကကြတော့တမီးတို့ကပက်ဆက်လဲရာသွားတာလည်းမဟုတ်ဘူးជីကြီးရဲ့အဲជីကြီးကိုជីကြီးတို့ခုဆောင်းပြီးဆိုတော့ဆောင်းပြီးတယ်တကင်းကြတော့တမီးတို့သူ့ဆရာရမှာအခုလောက်ဝက်လောက်ခရေရနေပြီ လာဝက်လောက်ခရေရနေပြီလာဝက်လောက်ခရေရနေပြီဆိုတော့သမီးကစောင့်နေရလဲနှစ်ပတ်ကြာကြာသွားပြီပြီးလို့ရှိရင်နောက်ထပ်လက်ထပ်ပြီးစောင့်အောင်မယ်ဆိုတော့ဒီလက်မလေးတစ်ချက်ပဲထိုးလိုက်ရမှာလေနှစ်သိမ့်မဲ့လေဟမ်ဆိုင်မရဘူးအမရထိုးပြလို့ရလားနှစ်သိန်းနဲ့ဟိုလေတကယ်ပြိမယ်ဆိုအန်တီထိုးလို့ရပါတယ်နှစ်သိန်းမဟုတ်ပေးအဲ့လက်မမလို့ညနေ3 30ရက်နေညနေကြလာခဲ့9နာရီထိုးဟုတ်တော့မဟုတ်လားဟုတ်သူတို့ကမပြိတော့မလားခိမိုက်ဝယ်ထားရမလားဝယ်ထားဆိုအပြင် ဖို့ပေးလိုက်မယ်ဟုတ်တယ်ဟုတ်တယ်ဇာရှုံလို့သွားဖို့ပေးလိုက်ဟိုကအဲ့ဒီတုံးလိုက်မယ်လေကြပေးပါမယ်ဆိုညနေကြ9နာရီလောက်9နာရီကိုကြလာခဲ့နော်ချောင်းယူရတော့ငါသိမဲ့အတိအကျပြောလိုက်တယ်နော်ချောင်းယူရဟုတ်တို့ချောင်းယူနေကြတယ်ပြင်းလို့ဆိုတော့တို့ကဒုလုတ်ကန်စားတစ်တိပိုင်ရွေးသွားဝင်အဲ့မှာဝယ်စားတာတကယ်တော့မဟုတ်သမီးကချောင်းယူမှာမွေးတာသမီးနေတာအခုလောလောဆယ်ဆိုင်းဖွင့်ထားတာသမီးကပန်းမ်းမှာဖွင့်ထားတာအခုသမီးကကားနဲ့လာရတဲ့အမှရထားခဲ့ရတဲ့ဟိုထိတ်ကမှာဟိုအထည်ဆိုင်ရှိရမှာ မမဘူးနဲ့ငါဆိုင်ဖွင့်ထားတာလောက်ဆိုဆိုင်ဖွင့်ထားတာဗရန်မှာဆိုင်ဖွင့်ထားတာဟုတ်နိုကေဘေးရှိလို့ရှိရင်ကေဘေးနဲ့ပြန်လှမ်းလွှတ်ပေးလိုက်မယ်ဟုတ်ကေဘေးနဲ့ပတ်တာပြောခဲ့ငါလည်းကေဘေးရှိရင်လှမ်းလွှတ်ပေးလိုက်မယ်ဟုတ်ဘူးအန်တီရဲ့ဟုတ်စာချုပ်ကဘာဖြစ်လို့မထိုးချင်တာပြောပါထိုးကိုမထိုးချင်တဲ့စာချုပ်ကိုလန့်လို့ကိုမထိုးချင်တာဘာဖြစ်လို့လန့်နာတော့ဘာဖြစ်ဖြစ်စာချုပ်နဲ့လုတ်တဲ့လုတ်ကိုမလုတ်ချင်ဘူးကိုမပေးဘူးမမပေးနိုင်လို့မထိုးတာမဟုတ်ဘူးပေးနိုင်လို့ပေးနိုင်လို့လာခဲ့လို့ပြောတာ30ရက်နေကြာရင်နှစ်နေကြာလာခဲ့ဟုတ်တော့မို့လားဟုတ်အဲ့ဒီမှာမပေးနိုင်လို့ရှိရင်ညို့ဘလို့ပြောသွားပြောသွားတမီးပြောမယ် တမီးပြောမယ်စာချုပ်ဆိုတာလည်းဟိုလိုစာချုပ်ခေါင်းတစိခေါင်းကြီးတွေနဲ့မဟုတ်ဘူးတမီးစာရွက်လေးအပိုင်းစာလေးလည်းပဲအပိုင်းစာလေးမဟုတ်ဘူးအန်ဒီအဲ30ရယ်နေနှစ်ကြာလာခဲ့ဆိုပြီးသားဘာမှကိုလမ်းဖတ်မထိုးတင်တာထိုးလမ်းထိုးတော့စာလမ်းတက်ကိုကိုဘာမှမလုပ်ချင်ဘူးမမထိုးပြီးမအဆင်ပြေရမလားပြပါဟာအဲ့ဆိုမမနဲ့ပဲထိုးလိုက်မယ်မနော်အော်လေခွာပစာကင်ရင်းကိုနှစ်သိန်းနဲ့လေဟိုဟာလမ်းပြလက်ပြမခံဘူးအဲအန်ဒီထိုးလမ်းထိုးခံဘူးအန်ဒီတို့တာတသိန်းနှစ်သိန်းကဘာမှမဟုတ်တာသမီးတို့ကတသိန်းနှစ်သိန်းဆိုရင်ပစ္စည်းကရှားရတာအများကြီး တမီအိုက်ပစ္စည်းလေးတိတိလေးပေါ်မှာမြတ်တာ900တထောင်ပဲရှိတာတမီတို့လည်းဟုတ်တယ်အန်တီတို့ကလည်းကိုမရှိရမရှိရဟုတ်အဆက်သိန်းနဲ့သိန်းနဲ့တော့လည်းနာမည်ပြည့်မခံဘူးဟုတ်ဟုတ်ကိုသားသမီးမဟုတ်ကိုယ့်နာမည်ကြောင့်မဟုတ်ကိုသားသမီးကနဲ့ကိုပြိုင်ပြည့်သွားပြီကိုသားသမီးနာမည်အပြည့်မခံဘူးဟုတ်ပေးမှာဟုတ်ကဲ့ဘာမှပတ်သက်နှစ်သိန်းလောက်ကတော့လက်မှတ်ထိုးမိနေဟုတ်ကိုသားသမီးဂုံရောက်ကိုလည်းလက်မှတ် မောင်ပေးမှာအန်တီကိုလည်းယုံတယ်အန်တီကိုလည်းယုံတယ်ဟောဘာဖြစ်လဲဆိုတော့ပေးမှာတေချာနေရတဲ့အနေဒီစာချုပ်စာရဲနေဆိုတာမလိုဘူးလေယုံကြည်မှုတစ်ခုရဲ့နေရတယ်ဒါပေမဲ့သမီးကိုတေချာလုပ်ငန်းကကြတော့သမီးကိုတယောက်ထဲပိုင်တာမဟုတ်ဘူးသမီးကအဖွဲစင်းနဲ့လောက်ရတာ ဖွဲ့စည်းနေလောက်ရတာဖြစ်တဲ့အတွက်တမိရအန်တီကိုနားလဲတယ်။ဒါပေမဲ့တမိရပါတနာတွေတမိရအဖွဲ့အစည်းတရုံလုံးကလူဒီရကြတော့တို့ဒီဟာပါမသွားလို့ရှင်ကြအဆင်မပြေဘူး။အဲဆိုတော့အန်တီအနေနဲ့မထိုးပေးနိုင်ရင်ဒီမမနဲ့ပဲထိုးသွားလိုက်မှာ။ထိုးထိုးထိုးနော်။အဲဆိုတမိကပေါ်မှာဟွာလေးကြံနေခဲ့တယ်။သွားယူလာမယ်နော်။အဲ့မလိုက်ထိုးပြီးလိုက်သွား။ ဟိုအဲ့မှာလိုက်ထိုးပေးလိုက်ရတယ်ရတယ်ဒီမှာပဲနေလိုက်မှာဒီမှာပဲထိုးပေးလိုက်မှာဟုတ်တယ်ဟုတ်တယ်ဒီမှာထိုးပေးအစင်ပြေတဲ့နေရာမှာဟုတ်လေသူတို့ပြန်လာနေရမှာဆိုလို့ရတယ်ရတယ်ရတယ်အန်ဒီကိစ္စမရှိဘူးသမီးတို့နောက်တစ်ခေါက်ကိုပြန်လာခြင်းသေးလို့မဟုတ်ဘူးကိုကိုသားကိုနာမည်ပြတာအကြောင်းကိုသားသမီးနာမည်ကိုနှိုးမနှက်မခံဘူးဝန်ထူရရောမှုရှိပြောမယ် မမေကိုအကြွေးလာတောင်းတာမဟုတ်ပါဘူးဒီမှာမမေကို surprise လာတိုက်တာပါ surprise လာတိုက်တာပါဒီမှာဘလောက်တောင်းလှတဲ့ဘန်းစီလဲကြည့်ပါဦးမမေတကယ်အကြွေးလာတောင်းနေထင်သွားလားဟလာကလေးမလေးပေးနေရှေ့ပြောရတယ်ဟလာအော်ကဲမမေဒီမှာ bán gì vào đâu lạ là chị bảo vào đâu bán gì thế nào mấy mấy gì mà mấy mấy gì mà lạ đâu nè nó đây mẹ lạ đâu nè thì mà tao mía xe đây nằm bị lại <laughs> bị à à ô qua bây giờ chơi đồ gì vậy hả sư làm hồi hả làm mày nó đây mà bên này là xây một bóng chuyện nè sao đâu đây à khu là xe đây là bán gì ဆယ်သိန်းနဲ့ပန်းစီမမေအရင်ကအရာဘူးလားဒီလို surprise တယ်ဟာဟာလာမမေကိုပျော်ရွှင်စေခြင်းလို့တဲ့တမီးလေးကအဲ့သူအဆက်မရှိဘူးတဲ့မေပိလာကအဆွင်တော်လို့တာကုန်တော့ဘူးလောစင်းနဲ့မမမရှိသေးဘူးလို့လို့ပြောတာကဲညီမလေးဝင်ဝင်ထွေးရလာပါအောင်ဒီမိနောက်ကလေးကိုမမရှိဘူး surprise ပါဆိုကြိုးပြောရမှာလားနော်ဟိုးတဲ့မမျောနဲ့တမီးက ဒီမှာဟိုပါလဲဥစ္စာကလေဥစ္စာပါလဲနိုင်တဲ့တွေကလေဟုတ်အိမ်ကိုလာပြီးတော့ဟိုတို့ဟိုပါလဲမက်ပုံတင်သွားတာဆိုတော့လေဟုတ်ဝန်းတို့အိမ်ပဲအိမ်တို့ဆိုတော့အဲနိုင်တဲ့အမျိုးသားလာပြီလားဟုတ်တယ်ဝန်းတို့တော့အိမ်ကိုလာပြီးတော့တောင်းတာမေးတာပေါ့နော်မမမေကိုပြောထားသေးတယ်သူကလေမမေကိုပျော်သွားအောင်တော့ surprise ကြီးလုပ်ပေးရတယ်အတူတူပေါ့နော်မမေပျော်လာဒီပန်းစီမြင်လိုက်ရပျော်တာပေါ့ပျော်တာပေါ့ဒီမှာသမီးလေးအေးအေးမြန်မာပြောထားသေးလေဆိုတော့ အရန်လွမ်းနေအမေရေတဲ့အဖေမရှိတော့တဲ့နောက်ပိုင်းအမေကအရာရာပဲမို့လို့တေချာပေါက်ကျမ်းမာရေးဂိူးဆိုင်ပြီးတော့နေရမယ်နော်တဲ့အဝေးမှာရှိနေတဲ့ဒီသမီးကနေတိုင်းတရိယာနေပါတယ်အမေတဲ့အမေအတွက်ဆိုပြီးသမီးစူးစမ်းနေပါတယ် ရီမှန်းချစ်တွေပြည့်တဲ့နေ့ကြရင်တော့အမေအိမ်လေးကိုအပြေးပြန်လာပြီးအမေချစ်ကြီးတဲ့ဟင်းတွေကိုတဝါကြီးထိုင်စားပစ်ချင်ပါလေတဲ့ဒါကြောင့်မလို့မိသားစုအတူတူစုံနိုင်တဲ့အထိအမေကအသက်ရှည်ကျန်းမာစွာနေပေးပါတော့အမေတဲ့အမေကိုချစ်တဲ့သမီးလေးတဲ့ကဲလောက်တောင်နေမှာသမီးလေးကြည့်အောင်အကျွေးတွေမတောင်းခိုင်းပါဘူးနော်ဒီရင်တော့လည်းအဲ့လိုမလုပ်ဘူးမလားမလုပ်ဘူး तू ကလည်းလုပ်မှမလို့ဒီလိုလုပ်မှမလို့ तू ကကြိုးပြီးတော့မှဘာလုပ်ထားရလဲဆိုတော့ तू မိကပ်ဘူးဘူးမေကိုပေးပေးစားရှိရင်နှစ်သိန်းနဲ့ မိမလောလောဆယ်ဆယ်ပေးစားမရှိသေးဘူးသမီးလို့မိရနာမရှာအမကိုရှာခိုင်းကြတယ်လို့အဲကြောင့်မိကဘူးဖို့ဆိုတော့လေအဲလောက်ကောင်နေပါဦးလို့သမီးတို့ကိဖေးကကိုပေးခဲ့ပါလို့အဲလည်းသက်သက်သိနေသိနေလည်းမလုပ်ပါဘူးပေါ့လက်မလည်းမထိုးချင်ဘူးလေကိုကလက်မမထိုးပါပါဘူးနော်ဒီကပန်းစီလာပြီး surprise တိုက်ပေးတာဆယ်သိန်းနဲ့ပန်းစီပေါ့မိနော်ကဲဟုတ်ပြီမိမိခုတော့အလုံးကြီးကြတာလေလားသက်သက်နှစ်သိန်းနေပါရောရှာပြီးပြီလား အော်လောက်အောင်လောရှာတာပေါ့မိကဖူးပြရမှာတဲ့အမေတဲ့သူကပြောတာလေဟုတ်ကဲ့ပါရှင်အဲဒီမှာပေါ့နော်မွေးနေ့ကိတ်လေးကဲဒါလီယာညီမလေးအတွက်မွေးနေ့ကိတ်နဲ့ပန်းစည်းနဲ့ဟိုမှာသိလားအတက်ကဘလောက်ပြီလဲ24 24ဟုတ်ယောက်ျားယူရမှာလားယူသေးယူသေးမမောက်စောင့်နေဦးမှာလို့ပြောလိုက်ဟုတ်လားမမောက်စောင့်နေဦးမှာညီမလေးလည်းအခုဒီနေ့ကြာရောက်တဲ့24နှစ်ပြည့်မွေးနေ့ရစားပြီးတော့ နောက်နှစ်တည်းအများကြီးကိုမမေတွေအပေါ်မမတွေအပေါ်တိတက်လိမ်မာတဲ့ညီမလေးတယောက်ဖြစ်ပါစေဆိုပြီးတော့လဲသူကဆူတောင်းပေးထားသေးရနော်ဒီမလေးကိုမနေ့အရင်နှစ်တည်းတုန်းကရောလှုပ်ပေးထားလှုပ်ပေးဘူးလားလှုပ်ပေးတယ်လှုပ်ပေးတယ်နှစ်တိုင်းလှုပ်ပေးရပေါ့အငယ်ဆုံးတော့ဝင်းဝင်းထွေးရမဟုတ်သူ့လည်းငယ်ဟိုကလေးလေးရှိသေးတယ်ဟုတ်လားတော့သူ့မွေးနေမှာမရဘူးဆိုတော့အဲဟုတ်လားအငယ်လေးတော်တော်ကြံ့နေခဲ့ပြီပေါ့ဟုတ်လား ကဲဟုတ်ပါ၏ဒါဒါကတော့ဒါဝင်းထွေးရဲ့မွေးနေ့ရောက်တဲ့အတွက်ဝင်းထွေးရဲ့မွေးနေ့ပေါ့နော်ဒီနေ့တော့ဝင်းထွေးရဲ့နေ့ပေါ့ဟုတ်လားကဲဟုတ်ပါမိမေရောအခုလို surprise လုပ်ပေးတယ်တမီလေးကိုဘာညာပြောချင်သေးလဲစိတ်ချမ်းတယ်ကိုကြီးမပြည့်စုံပါစေလို့လုပ်ကြရဆင်ပြေပါစေတဲ့တမီလေးရောဘာပြောမအောင်မမအောင်ပြောပါအောင်နှစ်တိုင်းလုပ်ပေးတယ်မမအတွက်မပြောမတက်မိုက်ကြီးဆိုင်လို့ဆက်ရဆင်ပြေပါသေးရလောက်ကန်ရောလို့ဟုတ်ပြီ ပြီးရရရောတာကရောတာ okay ဟုတ်ပါပြီညီမလေးပြောသလိုအလုတ်ကိုင်းနေအဆင်ပြေပါစေအဲကျမရေးတွေကောင်းပါစေမမေစုပေးတယ်လို့ပဲပေါ့နော်မမေပေးတဲ့စုတွေရောညီမလေးပေးတဲ့စုတွေရောပေးတဲ့စုနဲ့ပြပါစေလို့သူ့ရဲ့ကိုစားတမီးရဲ့ကြားရရနဲ့ဆုတောင်းပေးမယ်နော်ဟုတ်ပါကျေးဇူးတင်ပါတယ်ကဲမမေစားချက်မချုပ်ချင်ပါလား ကဲပါပြီမမေမမေနဲ့ပန်းစည်းနဲ့ဓာတ်ပုံရိုက်မယ်ညီမလေးနဲ့မွေးနစ်ကိတ်နဲ့ဓာတ်ပုံရိုက်မယ်ညီမလေးဒီမွေးနစ်ကိတ်လေးနဲ့ဓာတ်ပုံတွေရိုက်ချင်သေးတယ်မလားဓာတ်ပုံတွေရိုက်ချင်သေးရဆိုတော့မဟုတ်ဘူးမမတို့ပြန်သွားရင်ပြောရလေကိုကနဲ့ကိုအော်ရိုက်အောင်ပါအဲအဲ့ဆိုမွေးနစ်ကိတ်လေးမခွဲပြတော့ဘူးတက်မခွဲခဲ့တော့ဘူးเนาะဟုတ်ဟုတ်ပြီညီမလေးကိုကနဲ့ကိုပဲတငယ်ချင်းတွေအပေါင်းဖော်နေမမေတို့တင်နဲ့ခွဲလိုက်เนาะအဲအဲ့ဆိုအခုအခုလောလောဆယ်တော့အခုလောလောဆယ်တော့မမတို့ရိုက်ပြီးသွားလိုက်မယ်ပုံလေးသူ့ကိုပို့လို့ရအောင်